ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့နယ်ထဲမှာစစ်တပ်နဲ့အာရခတပ်တော်တို့အကြားနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားနေကြတယ်လို့ဒေသခံတွေနဲ့စစ်ရေးတရေမြစ်တွေကပြောပါတယ်။အော်တိုဘာလ26ရက်နေ့လယ်ပိုင်းကတည်းကစစ်တပ်ရဲ့ပါဒလိတ်ကျေးရွာအခြေစိုက်ခမရ232နဲ့ခမရ344တပ်ရင်းတွေနဲ့ရွှေမင်းကန်ရီတပ်တို့ကနေပုံနှချိုးမြို့နယ်ကကွန်းတောင် အန်တီကျေးရွာဘက်ကိုလက်နက်ကြီးဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အာရခတ်တပ်တော်ကလည်းစစ်တပ်ရဲ့ဒါကာစဌာနချုပ်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းမြစ်တယောက်ကပြောပါတယ်အော်တိုဘလာ26ရက်နေ့ကကုနောင်ကျေးရွာကိုစစ်တပ်ကဒရုန်းနဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်ပေါ်နူချိုးမြို့ကပရာဟီတာ လုံနေတဲ့လူငယ်တယောက်အသေဆုံးခဲ့ပါသေးတယ် စစ်တွေမျိုးအခြေဆိုင်စစ်တပ်ဟာစစ်တွေနဲ့ထိစပ်နေတဲ့ပုံနှချိုးမျိုးနယ်နဲ့ရေသိမ်းတော်မျိုးနယ်ကခြေရွာတွေကိုမကြာခဏတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့အရခတတော်ဘက်ကလည်းထုတ်ပြန်ထားပါတယ်စစ်တပ်ကပုံနှချိုးပောက်တော်နဲ့ရေသိမ်းတော်မျိုးနယ်တွေကစစ်တွေမျိုးနယ်နဲ့ထိစပ်နေတဲ့ခြေရွာတွေကိုအခုလိုပြစ်ခတ်တိုက်ခိုက်နေတာကြောင့်ခြေရွာပေါင်း30နဲ့အထက်ကတောင်းနဲ့ချီတဲ့ဒေသခံတွေဟာစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်